19နှစ်အရွယ်ကပြီးသည့်အင်ဂျင်နီယာပညာသင်ရန်ကိုတာမျိုးမှဒေလီသို့ရောက်ရှိလာခဲ့သည့်ထိုကျောင်း၏စီကံတစ်ခုမှာကျောင်းသားအလုံးကျောင်းနေအိမ်တွင်နေထိုင်ရမည်ဆိုသည်ကိုကပြီးသည့်ရှိထားသည့်သူသည်ဤကျောင်းသို့တက်ရောက်ခွင့်ရသည်ကိုအလွန်ဝမ်းသာနေသည့်အမှန်မှာသူသည်မိသားစုထဲတွင်ကောလိပ်တက်သည့်ပထမဆုံးသူဖြစ်သည့်သူအများဆုံးမျှော်လင့်နေသည်မှာကျောင်းသစ်ဂျိုးပွဲညီ Precious Night ပင်ဖြစ်သည့်ထိုညတွင်လူတိုင်းသည်အထူးတလဲစိတ်လှုပ်ရှားနေကြသည်ဒလိထုံးစံအရလူတိုင်းသည်အတူတူပါမည်လက်တွဲပေါ်တူဦးဦးနှင့်လာရမည်ဖြစ်သည့်ကပြီးတွင်အရင်ကချစ်သူမရှိဘူး ပေဤတစ်ချိန်မှသာမင်းကလေးတဦးကိုချင်းတွေ့ရန်ပြောဘူးသည်သို့တော့ចောင်းတិကျိုးပွဲညအတွက်မူသူဤနှလုံးသားထဲတွင်ရာဂီနီဆိုသည့်မင်းကလေးရှိနေပြီဖြစ်သည်ရာဂီနီမှာចောင်းတွင်အလှဆုံးမင်းကလေးများထဲမှတဦးဖြစ်သည်ကာဘီသည်ចောင်းပထမနေ့တွင်သူမကိုမြင်သည့်အချိန်မှစ၍ချစ်ချင်းမြတ်တာဆွဲလန်းနေခဲ့သည်နောက်ဆုံးတွင်ကာဘီသည်ရာဂီနီအားចောင်းတិကျိုးပွဲညသို့အတူတက်ရန်မေးမြန်းခဲ့သည်ရာဂီနီကပြုံးပြလျက်အင်တာနက်မှတဆင့်ဖုတ်ခဲ့ဟုအကြောင်းပြန်ခဲ့သည် ရာဒီနီကကိုကာဘီအားညနေပိုင်းတွင်သူမ၏အိမ်သို့လာရန်ပြောခဲ့သည်။ဒီစကားကိုကြားရသည့်ကာဘီ၏ပျော်ရွှင်မှုမှာခိမရသိမ်းမရဖြစ်နေသည်။ညနေပိုင်းရောက်သောအခါကာဘီသည်ရာဒီနီ၏အိမ်ပြင်ဘက်သို့စောစောရောက်နေသည့်ရာဒီနီကိုတွေ့တော်လဲသူမတဦးရင်းမဟုတ်သူမနှင့်အတူအကြီးရန်ကြောင့်သားဗီရပ်နှင့်သူ၏တငယ်ချင်းများလည်းရှိနေသည်။ကာဘီရောက်လာသည့်နှင့်ဗီရပ်ကသူ၏ကော်လာကိုဆွဲကာရိုက်နှက်သည်။ပထမနှင့်ကြောင်းသားဖြစ်ပြီးဗီရပ်၏ချစ်သူဖြစ်သည့် ရာဂီနီအားကျောင်းတက်ကြိုးပွဲညအတွက်မင်းမြန်ရန်မြည်တို့ရဲရဲမှုရှိသည်နည်းဟုစုညံနေသည်ထိုနေ့တွင်ဗီရက်နှင့်သူ၏တငယ်ချင်းများသည်ကာဗီအားအလွန်ရက်ဆက်စွာရိုက်နှက်ခဲ့သည်အချိန်ကြာလာသည်နှင့်အမျှဗီရက်နှင့်သူ၏တငယ်ချင်းများသည်ကာဗီ၏ဘဝကိုငရဲချခဲ့သည်ကာဗီကိုမြင်တိုင်းနှောက်ယှက်သည်သူ၏အခန်းအပြင်ဘက်တွင်တညလုံးစုညံတန်များလောက်ကစိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်သည်တညတွင်ကာဗီသည်အိမ်ရန်စူးစမ်းနေသည်သို့သောသူအိတ်မပြောပေမေတ္တာဖတ်သူလှည့်ရင်ပင်မန်းလာသောအခါသူ၏ဖုံးကိုဖွင့်လိုက်သည် စိတ်ဝင်စားစရာမတွေ့သဖြင့်ဖုန်းပိတ်ရန်ပြင်ဆင်နေစဉ်သူ၏ဖုန်း၏မျက်နှာပြင်ပေါ်တွင်နာခနာဆိုသည့်အက်တစ်ခုကိုတွေးလိုက်ရသည့်ကာဘီကဤအက်သည့်လင်းတစ်ခုခုကိုမှားနှိမ့်မိသဖြင့်သူ၏ဖုန်းထဲသို့ဝင်လာသည်ဟုထင်မှတ်သည်သို့သောဤအက်သည့်အဖယ်နီးသူပင်အရင်ကကြားဘူးပေအက်ကိုဖွင့်လိုက်သည်နှင့် message တစ်ခုပေါ်လာသည်နက်နက်မှကြိုးဆိုပါသည်အရာအလုံးကိုဖြည့်ရှင်းပေးနိုင်သည့်အတခုဖြစ်ပါသည်အောက်ခြေတွင်ဆက်လက်ပါဆိုသည့်ခလုတ်တစ်ခုသာရှိသည်ကာဘီသည်အနေငယ်တွန်းဆုပ်ပြီး ထိုခလုတ်ကိုနှိပ်လိုက်သည်နောက် message တစ်ခုပေါ်လာသည်တေးစီလိုသောဆန္ဒတစ်ခုကိုပေါ်ပြပါကာဘီသည်ပြုံးလိုက်သည်ဤအက်သည်အဘေရာလုံးမည်နီဟုတွေးရင်းဗီရီဤနာမည်ကိုရိုက်ထည့်လိုက်သည်မျက်နှာပြင်းသည်တစကန်ခန့်မှိတ်တုံမှိတ်တုံဖြစ်ပြီးအက်ကိုတိုင်းပိတ်သွားသည်ကာဘီကဤအရာကိုအလွန်ထူးဆန်းသည်ဟုထင်ပြီးအက်ကိုပြန်ဖွင့်ရန်စူးစမ်းသည်သို့သောယခုအခါတွင်အက်သည်သူ၏ဖုံးမှပျောက်သွားပြီဖြစ်သည် App Store တွင်ပင်နာကနာကဆိုသည့် app ကိုရှာမတွေ့တော့ပေသူ၏ဖုန်းတွင် virus ဝင်သွားသည်ဟုထင်ပြီးဖုန်းကို format ချလိုက်ကအိပ်ပျော်သွားသည်မနက်မိုးလင်းသောအခါကာဗီသည်ဖုန်းမှထွက်လာသည့်အတိပေးချက်အတန်းဖြင့်နိုးလာသည်ဖုန်းကိုစစ်ကြည့်သောအခါပထမဆုံးသတိထားမိသည်မှာအချိန်ဖြစ်သည်အတန်းအတွက်အလွန်နောက်ကျနေပြီဖြစ်သည်ဤအခြေအနေတွင်အတိပေးချက်အကြောင်းကိုမေ့သွားပြီးအမြန်ပြင်ဆင်ကအခန်းမှအတန်းခန်းသို့ပြေးသွားသည်သူသည်လေကားမှဆင်းနေစဉ်ခန်းနံပါတ်27 ်ဗီရယ်ဤအခန်းကိုရဲတိတ်များဖြင့်ပိတ်ထားသည်ကိုတွေ့လိုက်ရသည်ရဲများចောင်းနေအိမ်မှုနှင့်ចောင်းသားအချို့ထိုနေရာတွင်ရက်နေကြသည်ကာဘီသည်အနည်းတွင်ရက်နေသည့်အကြီးတန်းចောင်းသားတူအားမြည်တို့ဖြစ်နေသည်ဟုမေးမြန်းသည်သူ၏အဖြေကိုကြားလိုက်ရသည့်အခါကာဘီဤကြောရိုးတလျှောက်အေးဆက်သွားသည်တစုံတူကဗီရယ်ဤလေပင်ကိုလှီးဖြက်ကာတက်ပစ်လိုက်သည်ထိုထားရသည်အလွန်နဲ့တစ်ဖြင့်ဗီရယ်ဤခေါင်းသည်ကိုခန္ဓာမှခွဲထွက်သွားသည် သို့သောအံဩစရာကောင်းသည်မှာရဲများရောက်လာသောအခါမီရီဤအခန်းသည်အတွင်းမှသောခတ်ထားသည်ကိုတွေ့ရသည်ညီသူမြအတန်မကြားရတကဲ့သို့အတင်းဝင်ရောက်သည့်လက္ခဏာလည်းမရှိပေမနည်းညာကဖြစ်စဉ်သည်ကာဘီဤစိတ်ထဲတွင်ပြန်ပေါ်လာသည်သူဤဖုံးကိုအမြန်ဖွင့်ကြည့်သောအခါအတ်သည်သူဤဖုံးထဲသို့ပြန်ရောက်နေပြီးမနက်ကရရှိသည့်အတိပေးချက်တွင်နာကနာပြေတနာကိုဖြည့်ရှင်းပြီးပါပြီဟုပါရှိသည်ဒီအရာကိုဖတ်ပြီးနောက်ကာဘီဤလက်မှဖုံးကျသွားသည် အီယာသည်မိတို့ဖြစ်နိုင်သည်ကာဘီသည်အက်ကိုဖျက်ပြစ်ရန်ဖုံးကိုပြန်ကောက်ယူသည်သို့သောအက်ကိုဖျက်၍မရပေကာဘီ၏ခြေထောက်အောက်ရှိညီပြင်းသည်တုံးတီးသွားသကဲ့သို့ခံစားရသည်မီရေ၏တေဆုံးမှု၏အကြောင်းရင်းသည်သူ့ကြောင့်လားဤတွင်းဟာထဲတွင်နစ်မြုပ်နေသည်ကာဘီသည်အတန်းပြီးသောအခါအခန်းထဲသို့ပြန်ဝင်သွားသည်နေလေခင်းရောက်နေပြီဖြစ်သည်ចောင်းသားအားလုံးအတန်းတက်နေကြသဖြင့်ចောင်းနေအိမ်သည်အလို့ဖြစ်နေသည်ကာဘီသည်သူ၏အခန်းထဲတွင်တူးရဲထိုင်နေပြီးចောင်းလက်တုံလုံးနေသည် ထိုချိန်တွင်တစုံတဦးကသူ၏တကားကိုခောက်ပြီးကာဗီထသွားပြီးကြည့်တော့အခါတကားတွင်မြည်သူမျှမရှိပေယခုအခါကာဗီသည်အနေငယ်စိတ်မသက်သာဖြစ်လာသည်သူ၏ဖုံးမှအပ်ကိုပြန်ဖြည့်ရန်ကြိုးစားသည်သို့သောအပ်ကိုဖြည့်၍မရပေကြောက်ရွံ့သဖြင့်ကာဗီသည်ဖုံးကိုပိတ်လိုက်သည်သို့သောခဏအကြာတွင်သူ၏ဖုံးမှအတိပေးချက်အတန်ထွက်လာပြန်သည်ရာဂီနီကိုလှေကားမှတွန်းချပါကာဗီသည်ဤအရာကိုဖတ်ပြီးအလွန်ကြောက်သွားကဖုံးကိုကျမ်းပြင်ပေါ်သို့ပစ်ချလိုက်သည်သို့တော်ဖုံးမှအတိပေးချက်များသည်ဆက်လက်ရောက်ရှိနေသည် စိတ်ဆိုးလာသည့်ကာဗီသည်ဖုန်းကိုပြန်ကောက်ယူပြီးယခုအခါအက်သေးတွင်အတန် message တစ်ခုရှိနေသည်ကိုတွေ့ရသည်ကာဗီသည်စိတ်တုံ့လုံနေပြီးအတန် message ကိုဖွင့်ကြည့်သည်ထို message ကိုကြားပြီးနောက်သူ၏နှလုံးသားသည်တုံ့ီသွားသည်မင်းမလုပ်ရင်ကာဗီသည်တစုံတရာလှုပ်ဆောင်ရန်မတက်နိုင်သေးမီတွင်အက်သေး၌နောက်ထပ်ရွေးစရာများပေါ်လာသည်ရာဂီနီကိုတွန်းချပါသို့မဟုတ်ကာရှ်ဘီကိုလှည့်ဖြတ်ပါကာဗီ၏လက်ချေများခဲသွားသည် ကာရှ်ဘီသည်သူ၏ညီမငယ်လေး၏နာမည်ဖြစ်သည့်ရုတ်တရက်သူ၏နောက်တွင်တစုံတဦးရက်နေတကဲသို့ခံစားရသည်ကာဘီသည်သူ၏လေပင်ပေါ်တွင်ပူနွေးသည့်အသက်ရှူသံများကိုခံစားရသည်ကာဘီသည်နောက်သို့လှည့်ကြည့်ရန်အလွန်ကြောက်နေသည်နောက်ပိုင်းတွင်အတန် message ထဲမှအတန်ကိုသူ၏နားထဲတွင်ကြားလိုက်ရသည်တယောက်ယောက်ကိုရွေးရမည်ယခုအခါကာဘီနားလည်သွားပြီးရာဂီနီကိုသူမရွေးလျင်သူ၏ညီမငယ်လေး၏အသက်ဆုံးရှုံးရမည်ကာဘီ၏လက်များတုံလာသည်သောသောတတိကိုစုပြီးဖုံးမခေါင်းမောကြီးကရှေ့တွင်ရှိသည့်မှန်သေးသို့ကြည်လိုက်သည် သူမြင်ရသည်မှာအရဲရှိရှိအမဲရောင်ရိတ်တစ်ခုသည်သူ၏နောက်တွင်ရက်နေသည်ကာဘီသည်ကြောက်လန့်တုန်လှုပ်သွားသည်သူ၏ညီမငယ်လေးကိုကယ်တင်ရန်ရာဂီနီ၏နာမည်ကိုရွေးလိုက်သည်ရွေးလိုက်သည်နှင့်ထိုအရေးနှင့်အတန်များပြောက်သွားသည် နောက်တနေ့မနက်တွင်ရာဂီနီသည်ကျောင်း၏အဓိကလေကားမှထူးဆန်းစွာလဲကျသွားပြီးခြေထောက်ကျိုးသွားသည့်ကာဘီသည်ယခုအခါသူကိုယ်တိုင်အပ်ထဲတွင်အပြည့်အဝပိတ်မိနေပြီဟုနားလည်လာသည်။ EF သည်ယခုအခါသူ၏ဘဝကိုထိန်းချုပ်နေပြီဖြစ်သည်။ကာဘီသည်နေရာမှမြေတို့ထွက်ရမည်ကိုမသိတော့ပေကာဘီသည်သူ၏အခန်းထဲတွင်တောခတ်ပြီးယူးသလိုလိုတုံ့လုံရင်းငိုနေသည်။နောက်ပိုင်းတွင်သူ၏ဖုံးမှအတိပေးချက်အတန်ထွက်လာပြန်သည်။သို့သောယခုတစ်ချိန်တွင်ကာဘီသည်ဖုံးကိုဖွင့်မကြည့်တော့ပဲဖုံးကိုအစိတ်စိတ်အမွှာမွှာချိုးပစ်လိုက်သည်။ထိုနေ့မှစ၍ကာဘီသည်တစုံတဦးနှင့်စကား ားပြောရင်လိုအပ်ပါကကျောင်းနေအိမ်ဤ9ဖုံးကိုသာအသုံးပြုသည်နောက်ရက်အနေငယ်ကြသောအခါကာဘီအတွက်အေးစေးတည်ငြိမ်စွာဖြတ်တန်းသွားသည်သို့တော်တနေ့တွင်ကာဘီသည်အတန်းတက်ပြီးနောက်သူ၏အိမ်သို့9ဖုံးဖြင့်ဆက်သွယ်ပြောဆိုရန်စူးစမ်းသည်သို့တော်ဖုန်းချဘက်မှကြားရသည့်အတန်သည်ကာဘီ၏မိခင်၏အတန်မဟုတ်ဘဲအရင်ကသူကြားဘူးသည့်အတန် message ထဲမှအတန်ဖြစ်နေသည်မင်းထင်တာပါလဲအားလုံးပြီးသွားပြီလား ကာဘီဒီဖုန်းကိုခြံထားပြီးထိုနေရာမှပြေးထွက်သွားသည်သို့တော်သူခံစားနေရသည်မှာသူဒီနေရာမှမြည်သည့်အခါမျှလွတ်မြောက်နိုင်မည်မဟုတ်ဘူး၍ပင်သူ၏အခန်းထဲတွင်ထိုင်ပြီးဤเจ้าရာများအားလုံးကို သူ၏တန်ရာဤတွင်ရေးထားသည် နောက်ပိုင်းတွင် သူ၏ဖုန်းမှအတိပေးချက်အတန်ထွက်လာပြန်သည် သူဒီဇပွဲပေါ်ရှိ အရာဝတ္ထုများကိုလှည့်ကြည့်ပြီး နောက်ဆုံးတွင် သူ၏ဇပွဲဤအန်ဆွဲထဲမှ သူ၏ဟောင်းဖုန်းကိုတွေ့လိုက်ရသည် အရင်ကသူအစိတ်စိတ်ချိုးပစ်ခဲ့သည့်ဖုံးပင်ဖြစ်သည့်ယခုအခါကပီသည့်အေယာကိုအဆုံးသက်ရန်ဆုံးဖြတ်လိုက်ပြီးဤတစ်ချိန်တွင်အက်တွင်ရေးထားသည်မှာကျောင်းအုပ်ကြီးကဘရိတ်ကိုဖြတ်ပစ်ပါဟူ၍ဖြစ်သည်ကာဗီဒီအီယာကိုမခံနိုင်တော့ဘဲဒေါသထွက်ပြီးပြန်ရိုက်တည်မလို့ရင်ဘာဖြစ်မလဲမင်းမလိုချင်တာလေဖုံးတွင်နမယ်လေးခုပေါ်လာသည်အားလုံးသည်သူ၏မိသားစုဝင်များ၏နမယ်များဖြစ်သည်အောက်တွင်ရေးထားသည်မှာတယောက်ကိုတတ်ပစ်ပါဟူ၍ဖြစ်သည်ကာဗီဒီအီထောင်ချောက်မှထွက်ရန်စူးစမ်းနေသည်သို့တော်ပုံမူပိတ်မိနေသည်သူ၏အခန်းထဲတွင် အမဲရောင်အရိပ်များကိုနေရာတိုင်းတွင်မြင်နေရပြီးနားထဲတွင်တယောက်ကိုတက်ပစ်ပါဆိုသည့်အတန်များသာကြားနေရသည်ကာဗီအတွက်မူအကန့်အသတ်များအားလုံးကြော်လွန်သွားပြီဖြစ်သည်ကာဗီကာဗီကိုတက်ပစ်လိုက်ဤပြဿနာအားလုံးကိုအဆုံးသတ်လိုက်သူဝင်လိုက်သည်နောက်တနည်းမနက်တွင်ကာဗီကိုသူ၏ကျောင်းနေအိမ်ခန်းထဲ၌တည်နေသည်ကိုတွေ့ရသည်အခန်းထဲမှမြည်သည့်တက်သည့်အထောက်ထားများမတွေ့ရပေဒဏ်ရာရီတအုပ်သာတွေ့ရသည်သို့သောစာမျက်နှာများအားလုံးသည်ဤဖြတ်ခံထားရသည်